ประเทศไทยไม่ต้อนรับฆาตกรเผด็จการมิตรออนไลน์ การประชุมครั้งนี้เบื่อไปด้วยเลือดของคนบริสุทธิ์กว่า 6,000 คนนายกแทนสองพันรู้สึกยังไงครับ ตอนที่ได้จับมือที่เบื่อนเลือดคนบริสุทธิ์ไม่ถ่ายโอเคไม่ถ่ายโอเคถ่ายละอายใครบ้าง ်ခံခံပြီးတော့မလို့ပတ်ထဲခိုင်းခေါ်ယုံကြည်ခံသာဝမတ်သူပေါ့မင်းအောင်လိုင်းတဲခိုရာဟိုတယ်အတွင်းထိုင်းကျောင်းသားတဦးဆန္ဒပြဒီညနေလေး30ခန့်ချိန်မှာထိုင်းတက္ကသိုလ်ပထမနှစ်ကျောင်းသားတယောက်ဟာဘင်စတိတ်ကအစီဝေးတက်ရောက်ဖို့ထိုင်းနိုင်ငံကိုရောက်နေတဲ့မြန်မာစစ်အာဏာသိမ်းကောင်းဆောင်မင်းအောင်လိုင်းတဲခိုရာဟိုတယ်မှာတွားရောက်ဆန္ဒပြခဲ့ပါတယ်။ ဟိုတယ်လုံခြုံရေးတွေရောက်ရှိချိန်မှာတော့သူကအခုလိုအော်ဟစ်ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။ထိုင်းနိုင်ငံကလူတက်ဝါဒီအာနာရှင်မင်းအွန်လိုင်းကိုကြိုးဆိုခြင်းမရှိပါ။ EAC ဝေးတီမဖြစ်သင့်ပေတည်ဆုံးခဲ့ရသောလူပေါင်း6000ကျော်ဤတွေးများဖြင့်ပေးကြေညှဉ်းနှံနေပါတယ်။ ဝင်ကြီးချုပ်ဖဲထင်းထွက်အနေနဲ့အပြစ်မဲ့သူတွေးတွေပေးချန်ညှဉ်းနှံနေတဲ့လက်ကိုလက်ဆွဲနှုတ်ဆက်ရတာဘလို့ခံစားရပါသလဲဒီမိုကရေစီလို့ကြွေးကြော်ထားတဲ့တင်တို့ဟာအပြစ်မဲ့သူများကိုတပ်ဖြတ်နေတဲ့စစ်အာဏာရှင်နဲ့အတူလက်တွဲလုပ်ကင်နေတာမရှက်ဖွယ်ကြဘူးလားထိုင်းနိုင်ငံဒီမြန်မာပြည်သူများဘက်တွင်ရည်တည်ပါသည် ထိုင်းလူမျိုးများသည်လူတက်ဝါဒီအာနာရှင်များကိုလက်မခံပါလို့အတိတ်ပဲတက်ရောက်တဲ့ထိုင်းစကားများနဲ့ကြွေးကြော်ကာဆန္ဒပြခဲ့တာဖြစ်ပါတယ်။အဲ့လိုဟစ်ကြွေးနေချိန်မှာပဲရဲတွေက သူ့ကိုဖမ်းဆီးကရန်နဝါရဲစခန်းကိုခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။